မိမစိန်တွေကတဖက်ပြနဲ့ရှေ့ကောင်မလားသိဘူးကြောက်ကောင်မလားမသိဘူးဘာဖြစ်လဲပဝင်းကျင်ကြီးတစ်ခုလုံးကပျက်စီးသွားတဲ့အတွက်တကယ်လို့သာပဝင်းကျင်ကကောင်းနေမယ်ဆိုရင်အဲ့ဒီမိမစိန်ငါတဖက်ဖြက်နဲ့လုံနေရင်ပဝင်းကျင်ချိရမယ်ဟာဟိုလာပြီဟိုမှာတွေ့လားဟိုမှာလေတခုမကြီးလားတွေ့လားတွေ့လားတွေ့လားဟိုမှာယောက်ျားတခုကြီးလေอืมอ่าตุตุตุแม่มามาสนองครับตุล่ะไอ้นี่မျက်လုံးတန်တွေကိုမခံနိုင်တော့ねไอ้แม่มาစိန်တွေကမပိုင်ရဲဘူးอืมခိုးတော့ခိုးထားတယ်ဒါပေမဲ့တိမ်တိမ်ငယ်ငယ်လေးတိမ်တိမ်ငယ်ငယ်လေးဟိုနားမှာလည်းလူတော့မတို့ဒီနားမှာလည်းလူတော့မတို့ ဟာဒီမှာဆာညီမင်းကိုကြောက်လာပါပြီဆိုဆာညီမင်းကိုဆွတ်တယ်အစုပ်လေးနဲ့တော့မင်းညီနော်နော်လေးနဲ့ဟာဆာညီမင်းကိုကြိုးတဲ့လူတွေအများကြီးပဲဘာဖြစ်လို့လဲဆာညီမင်းကိုဆာကြီးစရာချမ်းတော့မချမ်းတော့ဘူးဒါနဲ့ကိုသိခါရှိတယ်ကွာအဲ့ဒီချိန်မှာစိန်နကလည်းလူကဝင့်နေရမှာကိုတော့တိုင်းပြာစိန်နကကမော့မော့စွတ်တယ်အစုပ်လေးနဲ့ကောင်ဝင့်နေရမခိုးတဲ့ကောင်ဝင့်နေရခိုးတဲ့ကောင်ထောင်း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  လန်တို့ဒီအားလုံးပဲတဘာဝဘေးနဲ့မီပြီးတဲ့မှာအမြန်ဆုံးကြင်ဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြီးတို့ Revolution Channel လေးကပြန်လည်ကြိုဆိုင်ပါတယ်ဗီဒီယိုတွေရှင်တို့ topic မှာတော့ယနေ့အော်တိုပါလာ6ရက်နေ့ည7:00နာရီထိနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးတော့ဖြစ်တဲ့တော်တော်များများအားလုံးပဲအဆုံးနဲ့ရှိပြဖို့ဒီနိုင်မထမှန်တောင်းဆိုလိုက်ပါတယ်နောက်ဆုံးဒီနေ့ပုံနေနဲ့ကတော့ကျမ်းပတ်စစ်တဲ့ဟာဒါမဲ့ဒီဇင်ဘာလ28နေ့မှာသတ်တင်ပြုလုပ်မယ်မဲရုံများလုံခြုံရေးနဲ့အမတ်လောင်းများရဲ့လုံခြုံရေးအတွက်ယူစော့ထီတွေပြည်သူစစ်တွေနဲ့ပြည်သူလုံခြုံရေးအဖွဲ့များကိုရွေးကောက်ပွဲဆိုင်ရာရဲများဖြစ်တင်ပြီးတော့အသုံးပြုမယ်ဆိုတဲ့အကြောင်း ပုံပြန်ကြေညာပြီးပြည်ထောင်ဝင်ကြီးဌာနဌာနရေးမြင့်ကလည်းဤရှိနေရပါတယ်။ Ambassador ပြုလို့မဲ့ရေကောက်ပွဲအတွင်းလုံခြုံရေးကိစ္စရပ်များကိုပြည်ထောင်ဝင်ကြီးဌာနကိုတာဝန်ပေးရခဲ့ပြီးတော့ရဲတပ်ဖွဲ့ကလုံခြုံရေးပိုင်းကိုဦးဆောင်ဖွဲ့ဖြစ်တာဝန်ပြီးဖြစ်ကြောင်းနဲ့စစ်တပ်ကနေမြေတခုလုံးတိုင်းသာဖြင့်လုံခြုံရေးကိုတာဝန်ယူပြီးနိုင်ငံရေးပါတီများမဲယုံများနဲ့ကိုယ်စားလောင်းများရဲ့လုံခြုံရေးအတွက်အသေးစိတ်တာဝန်ယူရမှုများကိုရဲတပ်ဖွဲ့ကကူညီမဲ့ကြောင်းအဲဒီလိုတာဝန်ယူရမှာလဲသူ့နဲ့ရဲတပ်ဖွဲ့အရေးအတွက်ဟာရေကောက်ပွဲတိုင်းတာတခုလုံးနဲ့မလုံနောက်သဖြင့်သူစောထီးနေတဲ့ ပြည်သူ့စစ်များနဲ့ပြည်သူ့လူမျိုးရေးအဖွဲ့များဆိုပြီးတော့အဖွဲ့အစည်းတွေကိုစတင်ဖွဲ့စည်းနေဖြစ်ကြောင်းလည်းသိရပါတယ်။ဒီထဲဝန်ကြီးဌာနကနိုင်ငံရေးပါတီများရဲ့မဲဆွယ်စည်းရုံးနဲ့ကာလလုံခြုံရေးအတွက်ယခုရပိုင်းတွင်နိုင်ငံရေးပါတီများကိုတရားဝင်စတင်ဆက်သွယ်နေပြီးလုံခြုံရေးယူပင်းရည်နှိုင်းမှုများစတင်ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။ဟုတ်တဲ့တရင်တစ်ခုအနေနဲ့ကတော့လက်ရှိအချိန်မှာမိမိတို့ပိုင်တဲ့နေများမှာလူဆိုးတွေတကိုးတွေကြိုးတွေဖြစ်နေကြတဲ့ကောင်းတွေကိုလည်းအခုဆိုရင်တော့နေမီပိုင်စားတွေပြေးလိုက်ပြီဖြစ်ပါတယ်။ဒါပဲဂျုံလေးနဲ့တူဂျုံလေးရဲ့ပေါင်းအပါတွေကလည်းဒီဘွဲမှာဟောကမှာကြွကြွနဲ့ ကာကွယ်ရေးဆင်းမှာဖြစ်တဲ့အတွက်ကောင်ဒီနဲ့ထိတ်တိုက်တွေ့မယ်ဆိုရင်ကိုယ်ကအကောင်းဆုံးချီးပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့မြန်မာစစ်တပ်ရဲ့စစ်ရဲဝမှုကျူးလွန်မှုများအတွက်ပြစ်ဒဏ်ကင်းလို့ခွင့်ရရှိနိုင်မှုဆုံးသက်ရေးအရက်ဖဲ့အဖွဲ့တွေရိုဟင်ဂျာများနဲ့မြန်မာလူမှုဖွဲ့စည်းရေးအားလုံးကတောက်ဆူထားကြောင်းကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးရုံးကနေပြီးတော့သတင်းထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံမှာလူခွင့်ရေးကာကွယ်သူ၃ဦးဟာ ဂျီနီဗာမှာကျင်းပခဲ့တဲ့အကြိမ်60မြောက်လူခွင့်ရေးကောင်စီစည်းဝေးနဲ့နယူးယောက်မြို့ကုလသမဂ္ဂထွေထွေညီလာခံမှာရွန်ဂျာမြရဲ့အခြေအနေနဲ့ပတ်သက်ပြီးတရားမျှတမှုရရှိစေရေးငြိမ်းချမ်းရေးပုံသိက္ခာနဲ့လူခွင့်ရေးတွေကိုပြန်လည်ရရှိရေးအတွက်အကူအညီဆောင်ရွက်ပေးရတဲ့နိုင်ငံတကာကိုတိုင်ဝမ်တွေကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။ဒီနေ့မြန်မာနိုင်ငံမှာဘဝတွေထူးသဖြင့်ရွေးကောင်းမီဒီမှာရှိတဲ့ရွန်ဂျာနဲ့ချားလူနည်းစုတွေရဲ့ကြုံမှုတွေများအဆိုးဆုံးဖြစ်နိုင်ပါတယ်။မိုင်းတစ်လျှောက်ဆိုးရတဲ့ခြေနေကိုကြုံနေရတာပါနိုင်ငံတကာတိုင်ဝမ်အနေနဲ့ ရောင်ဂျာရီငင်းငိုင်းနဲ့လွတ်လပ်မှုတောင်းဆိုမှုတွေကိုလည်းအာယုံစိုက်စေချင်မှာလို့လည်းကုလသမဂ္ဂလူခွင့်ရေးအကြီးအကဲကတိုက်တွန်းပြောဆိုခဲ့တာလည်းတွေ့ရှိရပါတယ်။အမေအောင်လိုက်ဘုရားရှင်ရှိခဲ့သွားပြီးတော့ဗလီဆောက်လိုက်ချက်ကြောင်းဆောက်လိုက်ဘုရားတည်လိုက်လို့နေနဲ့အကယ်ကုသိုလ်ရချင်လို့ရှိရင်ပြည်သူရဲ့ဒုက္ခကိုကြည့်ပါ။ပြည်သူရဲ့ဒုက္ခကိုညှတာပါ။ပြည်သူရဲ့ဒုက္ခရဲ့အတွက်အခုပြောနေတဲ့နေရာတွေမှာအကောင်းဆုံးအကောင်းဆုံးအဲပြည်သူတွေရဲ့အခုံးပေါ်မှာရှိနေတဲ့ တော့ချွေးတွေပြည်သူတွေချွေးတွေအတက်နိုင်ဆုံးကြောက်သွားပြီဆိုမြန်ဖျားတည်တာလည်းပို့ပြီးတော့ခုခုတို့ပို့ရတာနော်ဥပမာလင်းပြောမယ်ဖျားတည်တာကဖျားတည်တာလည်းကုသိုလ်ရတာမှန်မြန်မြန်အခုပြည်သူတွေကိုယ့်လုပ်ကိုကိုယ်ကြည့်ပါအောင်လို့လို့ရှိရင်ဖျားတည်တာလည်းပို့ပြီးကုသိုလ်ရပါတယ်နော်ခွာကြောင့်ဆိုတော့ပြောလို့ဖျားတည်တာနိုင်ငံကြီးတွေအများကြီးပါနေကြလေနော်နိုင်ငံကြီးတွေအများကြီးပါနေတဲ့အကြောင်းမလို့ကုသိုလ်ကစစ်မှန်တဲ့ကုသိုလ်လို့ဆိုရစားနိုင်ငံရေးကုသိုလ်ဆိုတဲ့ခါကျတော့လည်းတန်ရာပါနေပါသေးတယ်နော် တဏျာပါတယ်ရဲ့ဆိုကြောင့်မလို့မိမိအလုပ်ကမိမိကြည်ပုံလုပ်ပြီးတော့ပြည်သူတွေရဲ့ချွေးတွေတိတ်နိုင်အောင်ပြည်သူတွေမကောင်းမှမတင်နေတဲ့ဗဟိုကြီးပေါ့နော်ဟိုညော့ပါနိုင်သမျှညော့ပါအောင်မတရားမှုတွေပပျောက်အောင်အဲဒီအုပ်ချုပ်ရေးမှုတွေကြားမှာဟိုဖောက်ပြန်နေတဲ့အတိုင်းအတာရှိတယ်ဒါတွေကိုလည်းခင်ဗျားလုပ်ပေးမယ်ဟေးဆိုလို့ရှိရင်ဦးမြောင်လိုက်နော်မြန်မာနိုင်ငံကြီးကမကမြကုသူကဒါတကယ်ကုသူစစ်မှန်ပါနော် ကုသူစစ်မှန်ပါဒီကုသူကမြဒီယာလူကဆင်းတဲ့ဒီကုသူကကြံနေပါနော် ောက်ထပ်သတင်းပုတ်အနေနဲ့ကတော့ main online တကောင်အနေနဲ့စစ်တပ်ကနေပြီးတော့အလူသတင်းတော့ဆူပြီးတော့ခန့်အပ်ပြီးကြော်စိုးကိုခန့်အပ်ပြီးစနိုက်ပါစုကိုခန့်ခဲ့တာလည်းတွေ့ရှိရပါတယ်။လက်ရှိမှာတော့သူတို့နှစ်ယောက်ပူးပေါင်းပြီးတော့ဝါဒဖြန့်မှုတွေကိုမီးပြင်းဒီစင်ပြီးလုတ်ကင်ပြန်နေထားမှလည်းတွေ့နေရပါတယ်။စစ်တပ်သတင်းတောက်ကြီးရဲ့အနေနဲ့ဘယ်တော့ထိတော်အသက်ရှင်ပြီးတော့လုံနိုင်အောင်လဲဆိုတာကတော့ကျွန်တော်တို့ online ရေးပေါ်တွေမှာမူတည်နေတာပါပဲ။တခါကြီးရောက်တာနဲ့မိဘပြည်သူများကကျွန်မသတင်းကောင်းလေးပေးခြင်းတဲ့အတွက်ဒီရုပ်တံလေးကိုရိုက်တာပေါ့နော်။ကြောင်မဲမျိုးကိုပြန်လို့ရပါပြီ။ ကျမတို့လိုမျိုးဟိုကောင်းနေရလို့ရှိနေရဘောမတွေတောင်မှဒီခရီးကိုသွားပြီးတော့မြို့ရဲ့အခြေအနေကိုသွားပြီးတော့ကြည့်ခဲ့တယ်။အဆင်ပြေတယ်။လမ်းခီးလည်း okay တယ်။မိဘပြည်သူများ စိတ်အေးချမ်းသာစွာပြန်လို့ရပါပြီ။မြို့ရောက်တဲ့အချိန်ကျလို့ရှင်ပျက်စီးမှုရောမြင်တွေ့ရမှာဖြစ်ပါတယ်။စိတ်မကောင်းစရာမြင်ခွင်းတွေရောမြင်တွေ့ရမှာပါ။ကိုယ့်ရဲ့ဇာတိချက်မြုပ်ဒေသကစစ်တမ်းကြောင့်ပျက်စီးသွားတာကိုဘယ်မိဘပြည်သူကမှစိတ်ချမ်းသာမှာမဟုတ်ပါဘူး။ဒါလေးတစ်ခုကတော့စိတ်ကိုအစင်းနဲ့ပြင်ဆင်သွားပါတော့။ မိဘပြည်သူတို့အရင်ကမြင်ခဲ့တဲ့ကြောင်မဲမျိုးလေးနဲ့အခုမြင်ရမယ့်ကြောင်မဲမျိုးကတော့တူမှာမဟုတ်ပါဘူးရှင့်အဲ့ဒါလေးကိုစိတ်မှာပြင်ဆင်သွားပါကောင်မျိုးကမလူတော့မဟုတ်တော့မြန်မာနိုင်ငံတော့မလူတော့လားဘောမာတွေပဲကျူတဲအောင်လုပ်နေကြတာလက်ရှိချိန်မှာကတော့ဘောမာတွေကနေပြီးသူတို့ကိုတော်လိုင်းဘက်ကဘယ်လောက်ထိလူရှိတယ်ဆိုတော့သူတို့သိနေပါတယ်လူရှိတာမဟုတ်ဘူးသူတို့တွေ့ရင်တွေ့သူတွေနေမှာကျုံခံမှာသိကြပါပဲဘောမာတွေနေကတော့သူတို့ရဲ့ခေါင်းဆောင်ကြီးခင်ကြီးဆိုတဲ့ကောင်ရင်တိုင်းမှာပဲ48နာရီကြာမှတင်နေတဲ့နေသားကူပါဘွားတော့ချက်ချင်း live မလွှင့်နိုင်ပါဘူးဘလို့ live လင်းအားလုံးဒီအတိုင်းပဲ ကြံဝင်အောင်ရှင်းခံမှာကြောက်တာဖြစ်တဲ့အတွက်ပြန်ရောက်ပြီးတော့ AI အေဂျင့်ဖြစ်မှာပဲသူပဲသွားခဲ့တယ်လို့လည်းပြောနေတော့တွေ့နေရပါတယ်။အဲဒါကြောင့်မို့ကျွန်မင်းပြောသူပါပဲသူ့လိုပဲမသွားရင်အိမ်ထဲမှာပုံဝင်ပုံတွေသွားပြီဆိုရင်လည်းအရက်ကိုလွှင့်ပို့ပါလိုအပ်တယ်ဆိုပြီးတော့ကျွန်မင်းကတော့ဒီကောင်တွေတဖွဲ့လုံးတဲဆိုတာဖြစ်ပါတယ်။ကျွန်တော်ရဲ့ဒီဘေးမှာကဒါ ADN ဆက်ပါ။အဲ့မှာ DNA လေးဖွဲ့တယ်ကကျွန်မ ADN ဆက်ကိုဒီမှာဖောက်ခွဲပြီးတော့ဖြည့်ဆည်းပြီးတော့ဒီမှာငွေသားတွေငွေသားတွေငွေသားတွေယူသွားတဲ့အခြေအနေပါ အဲ့ဆက်တွေအားလုံးကတော့ကျွန်တော်တို့အကုန်လုံးကတော့အပေါက်ခံလိုက်ပါပြီ။ဟွန်း။ဟိုက EDN ဆက်ပဲဖြောက်ဖောက်တာ။မင်းတို့ကမှတနင်္ဂနွေကသင်္ကန်းစားတဲ့ကုန်လုံးဖောက်ပြီးယူနေတဲ့စစ်ကွေးတွေမင်းတို့အားပေးနေတဲ့ကောင်တွေ။ပြီးရင်ဒီအစားဦး။ဟွန်းဒီ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 အပေါက်ကတော့နောက်မှရှိရပြာကျွန်တော်ဒီ mind and နေတဲ့အတွက်ကျွန်တော်အခက်ခဲကြီးတော့ကျွန်တော်မဝင်တာ။အဲ့နောက်ထပ်မှရှိတဲ့ဒီနောက်ကျောင်းနဲ့သူတို့ပတ်ပြီးတော့ဘန်ကိုဖောက်တယ်။ဖောက်ပြီးတော့ဘန်ထဲမှရှိတဲ့ငွေသားတွေငွေသားတွေလည်းယူသွားတယ်။ဒီမှာဒါဒါ EDN ဆက်နဲ့ပတ်သက်တဲ့အရာတွေပေါ့။ ကျွန်တော်သိရတော့ကတော့ဒီမှာမျိုးကန်တွေရောတက်ဆိုင်ရာအဖွဲ့တွေမေးတဲ့ခါမှာဒီဘန်ကိုလည်းသူတို့အကုန်လုံးဖောက်သွားတယ်ဒီမှာရှိတဲ့ဘန်တွေအားလုံးဖောက်သွားတာဒီဒီ AR ဘန်တခုတည်းမှမဟုတ်အားလုံးဖောက်သွားတယ်နောက်ဆုံးပြန်ခင်ဗျားဒီမှာအိန္ဒိယစရပ်ပါရှိတဲ့ခင်ဗျားပတ်စံတွေပတ်စံထားတဲ့အကမ်းမှာဖောက်သွားတယ်အ DNA လေးဘလောက်တောင်ခင်ဗျားပိုးစိုးပတ်စံခင်ဗျားပိုးစိုးပတ်စံအောက်တန်းစားနိုင်လဲဆိုတာခင်ဗျားအဲ့လောက်ကြည့်လိုက်อืมငေးဖောက်မခံကျင်စောကြီးကမရှုံးအောင်လုပ်လေအလုံးမရအောင်ပဲဒီဘက်မှာတွေ့ရမယ့်အကြောင်းအရာလေးကတော့နှစ်လကျော်ကြာကျမရဲ့ချင်းချောင်းနားနေရတဲ့ကုသိမ်းမြက်ရဲ့ သူ့ရဲ့လက်ရှိနိုင်ငံရေးပေါ်မြင်တဲ့အမြင်တွေကိုအမြဲတမ်းဝေဖန်ပြောဆိုထောက်ပြပေးတဲ့အတိုင်းပဲပြောမှာဖြစ်တဲ့အတွက်ကျွန်တော်မြန်မာပြည်ရဲ့ဖြစ်ပါတယ်မကြည့်ရသေးတော်လည်းမျိုးတွေအလုံးပဲကျွန်တော်တို့ကြည်တော်ရရပါတယ်တစ်ချက်တစ်ခုကိုစတင်ကြအောင်ပါတမိုင်းဖြစ်စဉ်တွေမှာအေကန်သဘောနဲ့အနေကန်သဘောဆိုတာရှိပါတယ်ဆိုလိုတာကကျွန်းပိုင်ရှင်တွေကိုကျွန်းနေက တိုက်ခိုက်တာ အောင်းနိုင်တာဟာအေကန်သဘောမုတ်ချသဘောပါရှောင်လွဲလို့မရပါဘူးဒါပေမဲ့ကျေးကျွန်းတွေကငုတ်တုတ်ထိုင်လက်ပိုက်ကြည့်နေပြီးတော့ အောင်နိုင်သွားကြတာမဟုတ်ပါဘူးအသက်သွေးကြွေးအများပြားပေးဆက်တော်လှန်ပြီးတော့မှခက်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 အောင်နိုင်ကြရတာပါကျွန်တော်တို့မျက်မှောက်ခေတ်ဆက်အာနာရှင်စက်ကျင်ရေးတော်လှန်ရေးဖြစ်စင်ပါလေတခြားသမိုင်းဖြစ်စင်နေလို့ပဲအေကန်သဘောနဲ့အနေကန်သဘောဆိုတာရှိပါတယ်တော်လှန်ရေးမုတ်ချအောင်ရမယ်လို့ပြောတာဟာအေကန်သဘောကိုကျွန်တော်တို့ပြောနေတာပါမတရားအုပ်ချုပ်မင်းမှုဗိုလ်ကျနေတဲ့ဆက်အာနာရှင်စနစ်ကိုအဖိနှိတ်ခံပြည်သူတွေကတော်လှန်နဲ့တော်လှန်ရေးဟာတနေ့မှာ မုတ်ချကို အောင်မြင်ရမှာပါပြည်သူတွေကခေါင်းငုံလက်ပိုက်ပြီးတော့ငိန်ခံနေကြမှာမဟုတ်တဲ့အတွက်အောင်ကိုအောင်ရမှာပါဒီနေ့ချိန်မှာလူငယ်တွေပြောနေကြတဲ့နိုင်မလားမနိုင်ဘူးလားမမင်းနဲ့မနိုင်မချင်းတိုက်မှာဆိုတော့စိတ်တက်ဟာအဲ့ဒီသဘောတရားကိုသူတို့နီးသူတို့ဟန်နဲ့ဖော်ပြပြောဆိုနေကြတာပါဒါပေမဲ့တော်လိုင်းရဲ့မုတ်ချအောင်မြင်မယ်ဆိုတာဟာဘာမှမလုပ်ဘဲနဲ့ခေါင်းငုံခန်းနေရင် လက်ပိုက်ပြီးကြည့်နေရင်လဲအလိုလိုအောင်မြင်သွားလိမ့်မယ်ဆိုတော့အတိတ်ပဲမျိုးတော့မဟုတ်ပါဘူးတက်ယူမှအောင်နိုင်မှာပါอืมဒီဒီချိန်မှာခေါင်းငုံလက်ပိုက်ပြီးတော့ကြည့်နေကြမယ်ဆိုလို့ရှိရင်ဒီဒီချိန်မှာအလျှော့ပေးအညံ့ခံမယ်ဆိုလို့ရှိရင်ဒီဒီချိန်ရှုံးသွားတယ်ဆိုတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ပြည်သူလူထုကတက်သက်လုံးရာသပံကာလတစ်လျှောက်လုံးခေါင်းငုံပြီးတော့ငြိမ်ခံနေမှာမဟုတ်ပါဘူးဘယ်ပြည်သူမှ ငုံခံပြီးတော့တားစင်မြေဆက်လူညွန်အတုံးမခတ်ပါဘူးအဲ့ဒါကြောင့်တော်လန်ရေးဟာတနေ့နေ့မှာမုတ်ချအောင်ကိုအောင်မြင်ရမယ်လို့ပြောနေတာပါမုတ်ချအောင်မြင်ရမယ်ဆိုပေမဲ့ဒီခေတ်ဒီသမိုင်းကိုရင်းနေတဲ့လူငယ်တွေရဲ့ဆွဲတက်တီလူငယ်တွေရဲ့နိုင်ငံရေးအမြင်လူငယ်တွေရဲ့စိတ်ဓာတ်အပေါ်မူတည်ပြီးတော့အချိန်အနည်းများကွာခြားနိုင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာအခြေအနေခေါင်းဆောင်တဲ့လူတွေရဲ့နိုင်ငံရေးအမြင့်ကျယ်မှုနဲ့နိုင်ငံရေးတက်လီပေါ်မှာလည်းမူတည်ပါသေးတယ်။နိုင်ငံရေးအခြေအနေတွေနဲ့ နိုင်ငံတကာအခြေအနေတွေကိုနိုင်ငံရေးခေါင်းဆောင်ပိုင်းကအမှန်မှန်ကန်ကန်သုံးသပ်ကင်တွယ်နိုင်စွမ်းရှိမရှိဆိုတာတွေအပေါ်မှာလဲမူတည်ပါသေးတယ်ဒါကအနေကန်သဘောပါ အနေကန်ဆိုတာကအေကန်ရဲ့ဆက်ကျင်ဘက်နအေကန်အနေကန်လို့ပြောတာပါအလကားနေရင်မုတ်ချသူ့အလိုလို ဖြစ်နေမှာတော့မဟုတ်ဘူးလို့ပြောတာပါအဲ့ဒါလို့မဟုတ်ဘဲနဲ့လှုပ်လှုပ်မလှုပ်လှုပ်တော်လန်ရေးဆိုတာမုတ်ချအောင်ကိုအောင်ရမှာပဲဆိုလို့ရှိရင် ကျွန်တော်တို့ကဘာလို့အပင်ပန်းခံပြီးတော့လုံနေဖို့လုံပါလဲကော်ဖီလေးတစ်စိမ့်စိမ့်တောက်ပြီးတော့ထိုင်ကြည့်နေအောင်ပဲပေါ့ဒီစစ်အာဏာရှင်တွေဘလောက်တောင်မိုက်လုံးကြီးနိုင်ကြအောင်မလဲမိုက်ကြစမ်းကွာဒီနေ့မင်းတို့အလိုလိုပျက်စီးမှာပဲဆိုပြီးတော့ကျွန်တော်တို့ကလက်ပိုက်ထိုင်ကြည့်နေအောင်ပဲပေါ့အဲ့ဒါလိုလက်ပိုက်ကြည့်နေလို့မရပါဘူးကိုယ်တိုင်လောက်ကြမှာအောင်မြင်မှာပါအဲ့ဒါကြောင့်တော်လှန်ရေးဟာမုတ်ချအောင်မြင်ရမယ်ဒါပေမဲ့အောင်မြင်အောင်လောက်ကြမှာ ောင်မြင်မယ်လို့ပြောချင်ပါတယ်။အောင်မြင်အောင်မလုပ်နိုင်လို့ရှိရင်10နှစ်လဲကြာသွားနိုင်ပါတယ်။နှစ်90လဲကြာသွားနိုင်ပါသေးတယ်။မုတ်ချအောင်မြင်မှာဖြစ်ပေမဲ့အချိန်တွေတော်တော်များများကြန့်ကြာသွားတယ်ဆိုတာမျိုးဖြစ်နိုင်ပါတယ်။တိတုံညာနှစ်ခုဆက်စည်ရေးမှာတော်လိုင်းရေးအင်အားစုတွေဘက်ကပြောင်မြောက်တဲ့လှုပ်ဆောင်ချက်တွေကိုပြသနိုင်ခဲ့ပါတယ်။စေအုပ်စုဟာမျိုးလုံးပြူမျက်စံပြူဖြစ်သွားရအောင်ကတောင်းကနေဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့စေအုပ်စုဟာ ူတို့ရဲ့စေအားနှဲ့ချက်ကိုဖာထေးပြုပြင်နိုင်ခဲ့ပါတယ်ပထမအချက်ကတော့စစ်မှုထမ်းဥပဒေကိုအသုံးပြုပြီးတော့စစ်သားအများပြားကိုအရမစူဆောင်းလိုက်နိုင်ပါတယ်စစ်မှုထမ်းဥပဒေကိုသူတို့စစ်အုပ်စုကဇွတ်ကြိုးစားအကောင့်ထဲဖုံးနေတာကိုမြင်နေပါရဲ့နဲ့တော်လိုင်းရဲ့ဘက်ကရအောင်မတားလိုက်နိုင်တာဟာတော်လိုင်းရဲ့တစ်ခုလုံးအတွက်တိတ်နစ်နာသွားပါတယ်ဒုတိယတစ်ချက်ကတော့စစ်အုပ်စုဟာ drone နဲ့နှီးပညာကိုတဆင့်မြင့်တင်လိုက်နိုင်ပါတယ် အဲ့ဒါတစ်တုံညာနှစ်ခွမှာသူတို့အကြီးကျယ်ခံစားခဲ့ရတဲ့အားနည်းချက်ကြီးကိုပြင်ဆင်လိုက်တာပါအဲ့ဒီနှစ်ချက်ဟာဘုံဘုံလဲပြိုကန်ကြီးဖြစ်နေတဲ့စေုပ်စုကိုနလန်ထစေတဲ့အချက်ဖြစ်ပါတယ်တရုတ်ကိုနိုင်ငံရေးအရချင်းကပ်လိုက်နိုင်တာတရုတ်ရဲ့နီးပညာအထောက်ပံ့တရှုကိုရလိုက်တာကလည်းစေုပ်စုအတွက်အသက်ရှူပေါက်ခြောင်သွားစေတဲ့အချက်တစ်ချက်ပါဒါပေမဲ့အဲ့ဒီဟာကအဲ့ဒီအချက်ကတကယ်ပဲအဓိကအကြဆုံး အားသာချက်ကြီးဖြစ်နေသလားအဲ့ဒါလို့ဟုတ်မဟုတ်ဆိုတာကတော့စဉ်းစားချင့်ကြေစရာတွေစောင့်ကြည့်စရာတွေအများကြီးရှိပါသေးတယ်တရုတ်ဟာစစ်အုပ်စုဘက်ကိုခြေစုံပစ်ပြီးတော့ရက်လိုက်ပြီလို့အခုထိပြောလို့မရသေးဘူးလို့ထင်ပါတယ်တော်လိုင်းကြီးအောင်မြင်ချင်လို့ရှိရင်သူများကိုပဲအပြစ်တင်နေမယ်အစားကိုလုတ်စရာရှိတာတွေကိုကိုလုတ်ကြအောင်ပါစစ်အုပ်စုဘက်ကပြန်ဖိလာတာပြန်တိုက်လာတာတွေကိုကြည့်လို့ရှိရင် ဲ့ဓာရီကိုကြည့်ပြီးတော့စိတ်တက်ကြတဲ့သူတွေအများပြားရှိကြပါတယ်။ဒါပေမဲ့ဆေးအုပ်စုရဲ့တံမြန်ထိုးစစ်တွေထဲကနေပြီးတော့တော်လန်ရေးအတွက်သင်္ကန်းစာယူစရာအချက်ကိုမြင်ရပါတယ်။တော်လန်ရေးအတွက်သင်္ကန်းစာကောင်းတရက်ကိုမြင်ရပါတယ်။တော်လန်ရေးအတွက်ဖိုးတန်နဲ့အချက်ပေးခေါင်းလုံးတန်ကိုကြားလိုက်ရပါတယ်။အဲ့ဒါကတော့တော်လန်ရေးကိုတယောက်တစ်ပေါက်လုံနေလို့ကတော့အောင်ပွဲရဖို့လွယ်မှာမဟုတ်ဘူးဆိုတော့အချက်ပေးခေါင်းလုံးတန်မှာညီညွတ်ကြဖို့တပ်ပေါင်းစုဖွဲ့ဖို့ မဖြစ်မနေလိုအပ်လာပြီဆိုတဲ့3ပေးခေါင်းလောင်းတမ်းပါအရင်ကဆိုလို့ရှိရင်တော်လိုင်းကြီးကမကြခင်အောင်တော့မှာပဲဆိုပြီးတော့စိတ်ကြီးဝင်ခဲ့ကြတဲ့သူတွေဘဝင်မြင့်ခဲ့ကြတဲ့သူတွေတချို့ရှိပါတယ်တချို့ကဆိုလို့ရှိရင် KIA နဲ့ NUG ပေါင်းတိုက်ရုံနဲ့တော်လိုင်းကြီးတရားလုံးအောင်မြင်တော့မယ်လို့ထင်ကြတဲ့သူတွေတောင်ရှိကြပါတယ်ဒါမျိုးတွေကအောက်ခြေမှာရှိတယ်လို့အထက်ပိုင်းမှာလည်းထင်တဲ့သူတွေကထင်ကြပါတယ်အဲ့ဒါလို့ထင်နေကြတော့ဘသူနဲ့မှတပ်ပေါင်းစုဖွဲ့နေကြမလို့ငါတို့ဘာသာတိုက်မယ်လို့တွေးကြပါတယ် ငါတို့တိုက်လို့နိုင်လို့ရှိရင်ငါတို့ကဝေစုများများရလိမ့်မယ်လို့တွေးကြပါတယ်ငါတို့တိုက်လို့ငါတို့နိုင်လို့ရှိရင်မတိုက်တဲ့သူတွေကငါတို့ စီမံရာ နာခံကြရလိမ့်မယ်လို့တွေးကြပါတယ်အဲ့ဒီအတွေ့အဲ့ဒီအမြင်ဟာတပ်ပေါင်းစုဖွဲ့ရေးကိုအကြီးကျယ်အဟန္တာဖြစ်စေခဲ့ပါတယ်စစ်အာဏာရှင်ကိုအဖွဲ့တိုင်းကဖြုတ်ချခြင်းကြပါတယ်အနိုင်တိုက်ခြင်းကြပါတယ်ဒါပေမဲ့ငါတို့အဖွဲ့ကခေါင်းဆောင်ပြီးတော့နိုင်လိုက်တဲ့ဆိုရာမျိုးကိုပဲဖြစ်ချင်းနေကြတဲ့သူတွေကအများစုပြော တော်လိုင်းရေးအောင်မြင်ရင်ငါတို့ကခေါင်းဆောင်ဆိုတာမျိုး ဖြစ်ရှင်နေကြတာပါရှေးရေးကိုအများကြီးကြိုတွေးပြီးတော့နေရာကြုံမှန်းနေကြပါတယ်ကြိုပြီးတော့ဘိုလ်လူနေကြပါတယ်အဲ့တော့အားကောင်းတဲ့လူနည်းနည်းလောက်နဲ့ပေါင်းပြီးတော့အားသိမကြီးသေးတဲ့အသေးလေးတွေကတပ်ပေါင်းစုစကားပြောလာလို့ရှိရင်ခါချကျင်တဲ့သူတွေကခါချခဲ့ကြပါတယ်တပ်ပေါင်းစုစကားလာပြောရင်ကိုပဲသူတို့စီကဝေစုလာတောင်းတယ်လို့ တန်တရားမျက်လုံးနဲ့ကြည့်တဲ့သူတွေကကြည့်ခဲ့ကြပါတယ်။ဟိုကောင်တွေကအဖွဲသေးတယ်အေးမလုံးနဲ့သူတို့မပါလဲဘာမှမဖြစ်ဘူးလို့သဘောထားသူတချို့ရှိတယ်လို့ဟိုကောင်တွေကငါတို့စကားနားမထောင်ဘူးနောက်မှပြဿနာရှိနိုင်တယ်။ကြီးထွားခွင့်မပေးနဲ့အခုကတည်းကနှိမ်ထားဆိုတဲ့သဘောထားမျိုးတွေကိုလည်းမြင်တွေ့ခဲ့ကြပါတယ်။ဟိုကောင်တွေကတော့ငါတို့နဲ့အယူဝါဒမတူဘူး။သူတို့ကိုကြီးထွားခွင့်မပေးနဲ့ဆိုတဲ့သဘောထားမျိုးကိုလည်းမြင်ခဲ့ကြားခဲ့ရပါတယ်။ဒါတွေဟာတော်လန်ရေးတူတလူငါတမင်းအတွေ့ခေါ်တွေပါ။ အခုတော့အဲ့ဒါလို့ဘဝင်မြင့်လို့မရတော့ပါဘူးကြီးများနေလို့လည်းမရတော့ပါဘူးပေါ့မလားသိမလားတခုခုကိုရွေးရမယ့်အချိန်ရောက်လာပါပြီပေါ့ခြင်းရင်တက်ပေါင်းစုဖွဲ့ကြရပါမယ်တက်ပေါင်းစုဖွဲ့ဖို့လုပ်ငန်းစဉ်ကိုစကြရပါမယ်ဒါမှမဟုတ်မပေါင်းခြင်းဘူးကို့ဖွဲ့နဲ့ကိုကို့မာနနဲ့ကိုကို့အကျိုးစီးပွားနဲ့ကိုပဲရကြမယ်ဆိုလို့ရှိရင်လည်းရပါတယ်အဲ့ဒါဆိုရင်တော့တဖွဲ့စီကို့အဖွဲ့နဲ့ကို နေပြီးတော့တဖွဲ့ပြီးတဖွဲ့ အသေးခံကြရမယ်လမ်းကြောင်းစီကိုရောက်ပါလိမ့်မယ်တပ်ပေါင်းစုဖွဲ့ပါဖွဲ့ပါလို့မင်းတို့ကတော့ပြောတာလွဲတယ်တကယ်တမ်းလောရတာကခက်တယ်လို့တချို့ကပြောကြပါတယ်မှန်ပါတယ်တပ်ပေါင်းစုဖွဲ့ရတာမလွဲပါဘူးအခက်ခဲအများကြီးရှိပါတယ်တဖွဲ့နဲ့တဖွဲ့အကျိုးစီးပွားမတူပါဘူးယက်တီချက် မတူကြပါဘူးလက်ဝဲလက်ရာနိုင်ငံရေးအမြင်မတူကြပါဘူးအဲ့ဒါကြောင့်ပေါင်းရေးဟာခက်ပါတယ်ခက်တယ်ဆိုပေမဲ့လုံးလို့မရနိုင်တဲ့အရာတော့မဟုတ်ပါဘူးလုတ်ကို လောက်ရမယ့်အရာပါမလုတ်ချင်ဘူးလား မလုတ်ချင်လည်းဖြစ်ပါတယ်မလုတ်ချင်တော့တပွဲချင်းစီအသေးခံကြရပါမယ်တပွဲချင်းစီကိုစေအိုစုကကောက်စားပါလိမ့်မယ်တပွဲပြီးတပွဲကောက်စားပါလိမ့်မယ်အဲ့လိုတပွဲပြီးတပွဲကောက်စားမဲ့ဘေးအန္တရာယ်ကိုဘယ်အဖွဲ့မှတပွဲကောင်းရုံထွက်လို့မရနိုင်ပါဘူးစေအိုစုအပြန်ကြည်လာလို့ရှိရင်အကုန်လုံးအစားခံရမှာပါဘယ်အဖွဲ့ကိုမှချမ်းသာပေးမှာမဟုတ်ပါဘူးကုံကုံပြောရလို့ရှိရင်စေအိုစုခေါင်းပြန်ထူလာနိုင်လို့ရှိရင်စစ်နိုင်နေပါတယ်ဆိုတော့အေးအေးလဲ တပွဲတည်းတောက်မခံနိုင်ပါဘူးအဲ့ဒီချက်ပို့ပြီးတော့ထိထိရရပြောရမယ်ဆိုလို့ရှိရင် UWSA ဝပီသွေးစီညီညွတ်ရေးတက်မတော့လဲတောက်ခံပြီးတော့ကြံမနေနိုင်ပါဘူးကြံတဲ့သူတွေကိုရှင်းပြီးလို့ရှိရင်ဝါကိုရှင်းကိုရှင်းပါပါစစ်မတိုက်ပဲထိုင်းကြည့်နေကြတာပါကျွန်တော်တို့ကဂျားနေတွေပါဆိုတဲ့ရှမ်းတောင်ရှမ်းမြောက်အဖွဲ့ကိုလည်းချမ်းသာပေးမှာမဟုတ်ပါဘူးစစ်အုပ်စုရဲ့ပြည်တွင်းစစ်ရဆဲရေးဆိုတာအဲ့ဒါပါအရင်တော့ လုတ်ခဲ့တယ်လို့မျိုးညီချမ်းရေးယူမယ်အပြည့်ရလို့ရှိရင်စီးပွားရေးလေးလုတ်ခွင့်ပေးလိုက်မယ်ငါတို့ကတော့အေးစစ်စစ်ချမ်းချမ်းသာသာနေခွင့်ရလိုက်အောင်မယ်လို့တချို့စိတ်ကူးရင်နေတဲ့သူတွေရှိချင်ရှိပါလိမ့်မယ်အဲ့ဒီစိတ်ကူးရဲ့အိမ်မက်တွေဟာဒီနေ့ခေတ်ဒီနေ့အချိန်မှာအလုတ်ဖြစ်ဖို့တိတ်မရှိတော့ပါဘူးအချောင်သမားဝါရအတွက်စေအုပ်စုကအရင်လိုတကားဖွင့်ပေးမှာမဟုတ်တော့ပါဘူး ်စေအောင်စုကသူတို့ကိုယ်တိုင်ရေးထားတဲ့2008အခြေခံဥပဒေအောက်ကစစ်တပိုင်းအရက်သားတပိုင်းအစိုးရကိုတောင်းမှဖျက်ပြီးတော့အာဏာသိမ်းလိုက်ခရေကလက်နက်ကင်တပ်ဖွဲ့အားလုံးကိုဒီဒီချိန်မှာအပြတ်ချေမှုမှုရည်မှန်းချက်ရှိပြီးသားပါကျွန်တော်တို့တိုင်းပြည်မှာလက်နက်ကင်တော်လှန်ရေးအဖွဲ့တွေအများကြီးရှိပါတယ်အဲ့ဒီအဖွဲ့တွေအားလုံးတညီတညွတ်ထဲဝိုက်တိုက်ရဲ့စစ်အာဏာရှင်စနစ်ကိုဖြိုချနိုင်မဲ့အခွင့်ကောင်းအခြေအနေကောင်းတွေအများကြီးရှိခဲ့ပါတယ်ဒီနေ့အချိန်မှာလဲရှိနေပါသေးတယ်ဒီနေ့အချိန်တွေဟာ တော်လှန်ရေးအောင်မြင်ဖို့အတွက်အခြေအနေကောင်းတွေအများကြီးရထားတဲ့အခြေအနေပါငယ်တဲ့လူကြီးတဲ့လူဆိုပြီးတော့ခွဲခြားနိုင်မယ်ဆိုရင်တော့အလုပ်ဖြစ်မှာမဟုတ်ပါဘူးအမေရိကန်လူနဲ့တရုတ်လူမပေါ့မှုဆိုတာမျိုးလုပ်နေလို့ရှိရင်လည်းအောင်မြင်မှာမဟုတ်ပါဘူးလဝဲသမားနဲ့လက်ရသမားခွဲခြားနိုင်မယ်ဆိုလို့ရှိရင်လည်းရှစ်ဆက်တိုးနိုင်မှာမဟုတ်ပါဘူးဒီနေ့အချိန်ဟာကြီးများနေရမယ်အချိန်မဟုတ်ပါဘူးစေအနာရှင်ကိုစန့်ကျင်သူမှန်သမျှပေါင်းစည်းညီညွတ်ကြရမယ်အချိန်မှာ ဒေါ်လာရဲ့အဖွဲအချင်းချင်းအကြားမှာကိုပဲတချို့လူတွေမှာရန်ညိုးရန်စားရှိကြပါတယ်တချို့လူတွေမှာမတူညီတဲ့အကျိုးစီးပွားတွေရှိကြပါတယ်တချို့လူတွေမှာနယ်မြေအငင်းပွားမှုတွေရှိကြပါတယ်တချို့လူတွေမှာတယံဇာတပြိပခါတွေရှိကြပါတယ်အဲ့ဒါတွေအားလုံးကိုယာယီခဏဘေးချထားပြီးတော့မပေါင်းမဖြစ်ပေါင်းကြရမယ်အချိန်မှာပြည်သူလူတွေရဲ့မျက်နှာကိုထောက်ထားပြီးတော့ကိုယ်အချင်းချင်းအကြာကမတူကွဲပြားမှုတွေပြိပခါတွေကို မေ့ထားကြရမယ်အချိန်မှာကိုမာနာတွေကိုရှော့ချပြီးတော့လူမျိုးပေါင်းစုံပြည်သူလူလူကြီးရဲ့မျက်နှာကိုကြည့်ကြရမယ်အချိန်မှာရှေ့ရက်မှာအသက်ပေးပြီးတော့တိုက်နေကြတဲ့လူငယ်တွေတော်လှန်ရေးသမားတွေရဲ့မျက်နှာကိုထောက်ထားပြီးတော့မရရတဲ့နီးနဲ့မဖြစ်ဖြစ်တဲ့နီးနဲ့ပေါင်းချရမယ်အချိန်မှာကြာဆုံးသွားတဲ့လူငယ်တော်လှန်ရေးသမားတွေရဲ့မျက်နှာကိုထောက်ထားပြီးတော့ခေါင်းဆောင်ကြီးတွေကကိုကျိုးစွန့်အနစ်နာခံဥပပေါင်းချရမယ်အချိန်မှာပေါင်းဖို့ကိုဘာလို့အတင်းအဓမ္မနှိုးစော် တိုက်တွန်းနေရတယ်ဆိုတော့ရှင်းရှင်းလေးပါ။อืมမပေါင်းရင်အားလုံးတေးကြတော့မှာမဟုတ်ပါ။အေးဒါကတော့ရှင်းပါတယ်။ဒါကိုသိမြက်ကတော့အမြဲတမ်းပဲပြတ်သားပြောသလိုပဲမပေါင်းရင်တော့အားလုံးဂျောင်းရမယ်ဆိုတဲ့သဘောတရားကိုပြောထားတာပါပဲ။ဒါလည်းတကယ်ပါပဲ။ဒါလက်တွေ့ကြကြပဲစဉ်းစားတာဘယ်လိုပဲစဉ်းစားတာတေးချစဉ်းစားကြည့်မယ်ဆိုရင်ဒီကောင်စီရဘယ်လိုမျိုးကောင်လဲဆိုတော့အလုံးအသိပိသားဖြစ်မှာပါ။ဒေါ်လာမျိုးတွေအလုံးပဲဒီဗီဒီယိုတော့လည်းပဲဆုံးသက်လိုက်ပါရစေ။ နောက်ထပ်ပြီးတော့မှာတော့ North Zealand Project ကျွန်တော်ရဲ့ Google Production Channel လေးကိုလိုက်ရန် Subscribe လုပ်လဲ Subscribe ပေးအောင်လုပ်ကြခြင်းနဲ့တက်လာသမျှသတင်းနဲ့ပြီးတော့အားလုံး issue နားဆင်လို့ရပြီဖြစ်ပါတယ်။ဒီလိုမျိုးတွေအားလုံးပဲ Robin နဲ့မေးပြီးတယ်မှာအများဆုံးကင်းဝေးကြပါသလိုထပ်မံတောင်းဆုပြုနေပဲ။နောက်ထပ်ပြီးတော့မှာပြန်လည်ဆုံတွေ့ကြပါမယ်။ဆုံကြည့်ပေးတဲ့ဒူးရင်ထိုင်ကိုသူပဲကျေးဇူးတင်ရှိပါတယ်ဗျာ။